ေဖန်လောင်ပြောင်ခံရသူဘွားကနေဟီးရိုးအဖြစ်ပြန်လည်မွေးဖွားလာခဲ့တဲ့မက်ဂွာယာအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်အတင်ဆက်နေပါပြီမန်ချက်စတာယူနိုက်တက်အသင်းကတော့လီဗာပူးအသင်းကိုဝေကွင်းဖြစ်တဲ့ MV မှာ9-2နဲ့နိုင်ပွဲရယူနိုင်ခဲ့ပါပြီ ရတက်အတွက်ကတော့တကယ်ကိုထိုက်တန်ခဲ့တဲ့နိုင်ပွဲဖြစ်ပါတယ်။တက်တက်ကအန်ဖီမှာနိုင်ပွဲမရတာစက်နေနီးပါးရှိထားခဲ့ပါပြီ။ချိန်စာစုတစ်ခုကိုတည်ရဲ့နေတွေခြေဖြစ်နိုင်ခဲ့ကြပါပြီ။ဒီပွဲမှာဟီးရိုးဖြစ်ခဲ့သူကတော့ United ရဲ့ဘောနောက်ခံလူ Harry Maguire ဖြစ်ပါတယ်။ပွဲအကြောင်းကိုပြောရရင်တော့ United ကတော့ပွဲစ10မိနစ်ကျော်မှာပဲအမတ်ရဲ့အကွက်မြင်မြင်မျောထိုးပေးမှုကနေ အန်ပူပိုကပြိုင်ဘက်ခံစင်းနောက်ကိုပြေးထွက်လာပြီးတော့ဥဆောင်ကိုတင်နိုင်ခဲ့ပါတယ်။ကပ်ပိုလီဗာပူးအတွက်88မိနစ်မှာချီပါကိုပြန်သွင်းပြီးတော့အင်ရှင်နေပြန်လာနိုင်မှုနှိစက်ခဲ့ကြပါတယ်။ရတက်နေနဲ့ပြိုပြဲဖြစ်ခဲ့ရပြီးတော့ရှုံးမီလို့တောင်မှထင်ခဲ့ကြရတာပါ။အဲဒီချိန်မှာပဲဖိုင်နန်ဒက်စ်ရဲ့ဖြတ်တင်ပေးပို့မှုကနေမကွမ်းရကလလပပကောင်းတိုက်ပြီးတော့ အဖိုးရန်အနိုင်ကိုတင်ယူသွားခဲ့တာပါမကွိုင်းရကတော့အတင်းကလိုအပ်လာပြီဆိုရင်တိုက်စစ်တီတက်လာပြီးတော့အဖိုးရန်အနိုင်ကိုခေါင်းတိုက်တင်ယူပေးလေးရှိပါတယ် MRI ရဲ့လက်ထက်မှာမကွိုင်းရကခန်းစစ်ပိုင်းနဲ့မကဘဲနဲ့တိုက်စစ်တီလိုက်ပါကိုတင်ခဲ့တဲ့ extra striker တဲ့ဦးဖြစ်ရှိနေခဲ့တာပါမကွိုင်းရကတော့ရင်တုံးကပရိသတ်တွေအလောင်းခံပြောင်းခံပြောဆိုခံကစားမှတဲ့ဦးဖြစ်ပါတယ်ချားစင်ပရိသတ်တွေမဟုတ်ဘဲနဲ့ကိုတင်ပရိသတ်တွေကတော့မှလောင်းပြောင်းနေခဲ့ကြတာပါလိုချီတီကနေမကွိုင်းရကိုခေါင်းကြီးတယောက်ဟီရိုတဲ့ဦးဖြစ်ပြန်လဲမွေးဖွားလာနိုင်ခဲ့တာပါ မကွာရရဲ့အတင်းပေါ်ပေးဆက်မှုနဲ့စိတ်တက်ကြီးရာကိုတော့ချီချူးသွားရမှာပါဒီနေ့ရတင်ဆက်မှုကားတွေလောက်ပါပဲနောက်ဆုံးရအကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ဒီကုန်းချုပ်ပါရခင်ဗျာ